သူမကိုအမြင်မကြည့်တဲ့မြန်မာလူမျိုးတွေအပေါ်အမုန်းတရားမထားဘဲတိမ်ပေါင်းထောင်ကြီးလှူဒန်းလိုက်တဲ့တတိမကြီးစမိုင်းပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စေတနာတရားတရားပြေဝါကြသူတွေကတော့ဘသူတွေကဘလောက်ပဲဝေဖန်နေပါစေသူတို့ရဲ့စိတ်ရင်းစေတနာနဲ့လှူဒန်းမှုတွေကိုရပ်တန့်မသွားခဲ့ကြပါဘူးအခုလည်းမြန်မာတိုင်းငံလုံးကပြည်သက်တွေရဲ့အမြင်မကြည်မှုတွေနဲ့ဝေဖန်ပြစ်တင်မှုတွေများစွာကိုခံခဲ့ရတဲ့အမေရိကရောက်တတိမကြီးစမိုင်းကလည်းထပ်မံပြီးတော့လှူဒန်းကုသိုလ်ယူခဲ့တာကိုတွေ့ရပါတယ် တထိုင်းမကြီးစမိုင်းနေနဲ့မြန်မာနိုင်ငံအပေါ်မှာအရင်တုန်းကလည်းလူဒဏ်မှုတွေများစွာကိုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဘလို့ပဲနေနေဝေဖန်မှုတွေကတော့မလွတ်ကင်းခဲ့ပါဘူး။သူမကလူပေါင်းများစွာကဝေဖန်နေကြပြီးသူမရဲ့ကြွားလုံးထုံးမှုတွေကိုလည်းအမြင်ကပ်နေကြတာပါ။ဒါပေမဲ့အဲ့ဒီလိုကြွားရဲဆိုတာကလည်းသူမစီမှာပိုင်ဆိုင်သမျှစည်းစိမ်ချမ်းသာတွေကအင်မတန်ကိုများတဲ့အတွက်ထုတ်ကြွားတယ်လို့ဖြစ်နေခဲ့ပါတယ်။ဘလို့ပဲသူမရဲ့ကြွားလုံးထုံးမှုတွေများနေပါစေအမှန်တကယ်အခက်အခဲကြုံတွေ့ပြီးတော့လိုအပ်လာတဲ့အချိန်မှာတော့ထိတ်ဆုံးကနေလူဒဏ်ပေးတာကိုတွေ့ရပါတယ်။ ရေပင်းတော့ကလည်းရေပင်းဆိုသလိုလူတန်းမှုတွေများစွာကိုပြုလုပ်ခဲ့ပြီးတော့အခုလိုဘေးကြီးနဲ့ကြုံတွေ့ရတဲ့အခါမှာလည်းရှေ့ဆုံးကနေတက်ကြွစွာနဲ့လူတန်းပေးနေတာဖြစ်ပါတယ်။တတိယမကြီးစမိုင်းကမြန်မာလူမျိုးတယောက်ဖြစ်တာနဲ့အညီကိုယ့်ရဲ့ပြည်သူပြည်သားတွေပေါ်မှာဘယ်တော့မှမျက်နှာလွှဲမထားခဲ့ပါဘူး။ဒီမှာကိုဘလောက်ပဲဝေဖန်နေကြပါစေစေတနာတရားတရားတွေကတော့ရောကြမသွားပဲအခုလိုအခက်ခဲနဲ့ကြုံတွေ့ရတဲ့ချိန်မှာတိမ်ပေါင်းထောင်နဲ့ကြီးလူတန်းကုသိုလ်ပြုခဲ့ပါတယ်။ပြည်သူပြည်သားတွေကဘေးဒုက္ခအမျိုးမျိုးအန္တရာယ်အမျိုးမျိုးကိုရင်ဆိုင်နေရတာဖြစ်တဲ့အတွက် ဘေးအန္တရာယ်တွေအပူမီးတွေငြိမ်းအေးစေဖို့စက်သမီးငြိမ်းစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တိမ်ပေါင်း113သိန်းကိုလှူဒန်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလှူဒန်းမှုတွေကနည်းပါးနေသေးရလို့ခန်းစားရတဲ့အတွက်နောက်ထပ်တိမ်ပေါင်း900ထပ်မံဖြည့်သွင်းပြီးတော့လှူဒန်းမှုတွေကိုဇက်တိုက်ပြုတ်လုပ်နေရဖြစ်ပါတယ်။ဒီမတို့မိသားစုကအမေရိကန်နိုင်ငံကိုရောက်ရှိနေရဖြစ်ပေမဲ့မြန်မာနိုင်ငံမှာဆွေမျိုးသားချင်းတွေအများကြီးကြန့်ရှိနေပါသေးတယ်။ဒါကြောင့်ကိုယ့်ရဲ့မိဘဆွေမျိုးတွေလို့သဘောထားပြီးအကုန်လုံးကိုကူညီခြင်းနဲ့စိတ်နဲ့တိမ်ပေါင်းထောင်ထဲကြီးလှူဒန်းမှုတွေကိုပြုတ်လုပ်နေရဖြစ်ပါတယ်။

ဖြစ်နိုင်ရင်တော့မြန်မာနိုင်ငံကိုကိုယ်တိုင်လာရောက်ပြီးလူတန်းကျင့်ပေမဲ့အခုကတော့သူမတို့ကတတ်နိုင်တဲ့ဘက်ကနေအလူငွေပမာဏအများကြီးကိုထည့်သွင်းပြီးတော့ကူညီပေးနေတာဖြစ်ပါတယ်။အခုချိန်မှာစမိုင်းလူမျိုးပဲအမေရိကကိုရောက်ရှိနေတဲ့မြန်မာလူမျိုးတွေနဲ့တထေးတွေကလည်းဇက်တိုက်ဆိုသလိုတတ်နိုင်တဲ့ဘက်ကနေလူတန်းပေးနေတာကိုတွေ့ရပါတယ်။တချို့တွေကတော့လူတန်းဖို့နေနေသသာလိန်စားနေကြတာမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့တကယ်ကိုစေတနာပြေဝါတဲ့သူတွေကကိုယ့်ရဲ့ပြည်သူတွေအခက်အခဲဒုက္ခရောက်နေချိန်မှာရတဲ့နည်းနဲ့ကူညီဖို့ပဲတွေးတောနေကြတာပါ။ပတ်စံ အင်အားတက်နိုင်တဲ့သူတွေကလည်းတက်နိုင်သလောက်ကူညီကြသလိုလူအင်အားတက်နိုင်တဲ့သူတွေကလည်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာအားကျုံးမှန်တပ်ပါဝင်လှုပ်ဆောင်နေတာတွေ့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကိုပြည်သူပြည်သားတွေကိုကယ်တင်နိုင်တာကကိုရီပဲဖြစ်တဲ့အတွက်ဘသူ့ကိုမှအားကိုးမနေပဲတက်နိုင်တဲ့ဘက်ကဝိုင်းဝန်းကူညီပေးနေကြတာကိုစိတ်မကောင်းဖြစ်စရာတွေကြားကနေဝမ်းသာစရာတွေ့ရှိရပါတယ်။တတိယမကြီးစမိုင်းကသူမကိုမြန်မာပြည်သူပြည်သားတွေကဘလို့မျိုးဝေဖန်ပါတယ်ဆိုပြီးအမုံတရားတွေထားမနေပဲမြစ်တာတရားတွေနဲ့အခုလိုမျိုးတိမ်ပေါင်းထောင်နေချီလူတန်း န်းကုသိုလ်ယူခဲ့တာပါဝေဖန်မှုတွေများစွာရင်ဆိုင်ခဲ့ရပေမဲ့ကိုယ့်ရဲ့ပြည်သူပြည်သားတွေအခက်အခဲကြုံတွေ့ရတဲ့ချိန်အခုလိုလူတန်းပေးခဲ့တဲ့တတိမကြီးစမိုင်းကိုဂုံပြူစကားလေးတွေပြောပေးခဲ့ကြပါအောင်ရှင်အဆုံးတကြီးရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်